အားလုံးပဲကျမ်းမာပေးခင်ကြပါစေဗျာလူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုံထုံတင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီနေ့နိုဝင်ဘာလ9ရက်နေ့ညကမှတင်ပြပေးမယ့်သတင်းတွေကတော့ဒီကပ္ပစစနစ်ကို short တိုက်ဒုံးတွေနဲ့ပြစ်ခတ်တယ်လို့သိရပါတယ်နောက်ပြီးတော့တိုက်ပွဲပြင်းထန်နေတဲ့လေးမျက်နှာမြို့နယ်ကိုစစ်တပ်ကအင်အားတွေထပ်ဖြည့်နေရပါတယ် ကုတ်ကြီးရွာတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ထိနာနေလို့လေကြောင်းကနေအပြင်းထန်ပုံကျဲနေပါတယ်။ပြီးတော့ဒီကမ္မမြို့နယ်ရင်းနှီးသားရဲကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်တဲ့တဲ့တင်ကိုတင်ဆက်လိုပါရခင်ဗျာ။နောက်ပြီးတော့မိုးကုတ်တမျိုးလုံးတံပုံးတီးပြီးတော့စစ်အာဏာရှင်စနစ်ကိုဆန္ဒပြကြတယ်လို့သိရပါတယ်။ပြီးတော့ပုံနှကျွန်းဘက်ကိုအကြံဖက်လေတပ်ကဒီနေ့မနက်ပါပဲထပ်ပြီးဘုံကျဲတိုက်ခိုက်သွားပြန်ပါတယ်။ ကလေးကံကောလမ်းပေါ်ကဘာနီတရအနီးမှာစစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြတိုက်ပွဲတွေပြင်းထန်နေတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီပထမဆုံးသတင်းအနေနဲ့ဒီကပ္ပဆာစနစ်ကိုတော်လိုင်းတပ်တွေကဒီရှော့တိုက်တုံးနဲ့ပြစ်ခတ်တဲ့သတင်းကိုနည်းစတင်ကြပါတယ်ခင်ဗျာ မနေ့ကမနေ့6နာရီအချိန်ဖက်စစ်အကြံဖက်စစ်တဲ့အတွက်အဓိကရေးပါတဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစစနစ်ကိုတရက်ခေအမှတ်လေးတရင်က122 mm ရှော့တိုက်တုံး၅လုံးနဲ့ပြက်ခတ်တိုက်ခိုက်တာမှာလေးလုံးအောင်စွာပြက်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ဆိုပါတယ်နောက်ဒီကပ္ပစစနစ်ကရှော့တိုက်တုံး၅လုံးပြစ်တာ၄လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တဲ့ထိခိုက်မှုတွေရှိတယ်ဆိုတာကိုတော့ကြားရတယ်ဒါပေမဲ့ အတီးပြုတ်ဖို့ကြတော့သတင်းတွေထိန်ချန်ထားတဲ့အတွက်တေချာအတီးမပြုတ်နိုင်သေးဘူးဒီနေ့မနေ့နောက်ဆုံးသိရတာကတော့အဲ့ဒီကပတ်ဆစနစ်ထဲမှာရှိတဲ့ဗျူဟာမှုအဆင့်အရာရှိတဦးအောင်လံဘက်ကိုထွက်ပြေးတင်းရှောင်သွားတယ်လို့တော့သတင်းရထားတယ်လို့တရက်ခန်အမှတ်လေးတိုင်ရင်သတင်းနဲ့ပြန်ကြားတာဝန်ကကိုမြတ်ကပြောဆိုထားပါတယ်အဲ့ဒီလိုရှော့တိုက်တုံးတွေကြာရောက်ပောက်ကွဲတာကြောင့်ကပတ်ဆစနစ်ဆက်ယုံတဲ့ကစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တာမှာတရဲမျိုးနဲ့ညောင်မင်သာကြေးရွာအတွင်ကြာရောက်ပောက်ကွဲခဲ့တယ်လို့ သိရပါတယ်ဒီအပြစ်မဲ့ပြည်သူတဦးရဲ့နေအိမ်ကိုဘုံစထိမှန်ပြီးတော့အမျိုးသမီးတဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တဲ့အကြောင်းလည်းသိရပါတယ်ခမဒါပြင်တိုက်ပွဲဖြစ်ပွားရာဒေသတွေကိုတရဲမျိုးနယ်ကပ္ပဆစနစ်နဲ့ကမ္မမျိုးတို့ကနေပြီးတော့အင်အားတွေစုဖွဲ့ကဒီရေနသားရဲကင်းစခန်းကိုကုန်းလန်းရေလန်းအုံပြုပြီးတော့စစ်ကြောင်းထုတ်လာတာနဲ့အတူဒီ jet fighter နဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်ခမ အဲ့ဒီလိုစစ်ကြောင်းတိုးလေကြောင်းလက်နဲ့ကြီးနဲ့တိုက်ခိုက်တာတွေကြောင့်ကမ္မမြို့နယ်ပဇင်းနှိမ်ကျေးရွာအုပ်ပုံကျေးရွာတွေအတွင်းကပြည်သူ၃ဦးထိခိုက်ဒဏ်ရာရှိပြီးတော့ပြည်သူနေအိမ်တွေလည်းထိမှန်မီးလောင်ပျက်စီးတာတွေရှိခဲ့ပါတယ်။ဒါအပြင်ဂျက်ပိုက်တာနဲ့ရန်တန်းဘုံကျဲတိုက်ခိုက်တာကြောင့်ကမ္မမြို့နယ်စုံကုန်းကျေးရွာနဲ့တင်းကုန်းတထောင်ကျေးရွာနီးမှာရှိတဲ့တရက်ကမ္မလမ်းပိုက်မှာအရေးပါတဲ့ဒရာတစီလည်းပျက်စီးခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ လက်ရှိအချိန်မှာစီအချိန်နေဆက်လက်တင်းမာလျက်ရှိပြီးတော့မိဘပြည်သူတွေအနေနဲ့တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းကို ခီးသွားလာတာတွေမလုပ်ကြဖို့တရက်ခံအမှတ်လေးကနေပြီးတော့တိုက်တွန်းပြောဆိုထားပါတယ်ခင်ဗျာနောက်တရင်တစ်ခုကတော့ဒီတိုက်ပွဲပြင်းထန်နေတဲ့လေးမျက်နှာမြို့နယ်ကိုစစ်တပ်ကအရန်ထပ်ဖြည့်တဲ့တရင်ကိုဆက်တင်ပြပါမယ်အေရဝတီတိုင်းရေကြီးနဲ့လေးမျက်နှာမြို့နယ်ဆက်မှာစစ်ကောင်စီနဲ့ရက်ကတ်တပ်တော်အေတို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့ ဒီစစ်ကောင်စီကဟင်္ဒရာမျိုးဘက်ကနေအင်အားတွေဖြစ်နေတာဖြစ်ပါတယ်စစ်မှုထမ်းတင်နန်းစင်းတွေကိုဟင်္ဒရာတလုတ်ထော်လန်းကနေပြီးတော့စစ်ကားတွေနဲ့ပို့နေတာလို့ဟင်္ဒရာမျိုးချောင်းပြားလေးကြီးရွာဒေသခံတို့ကလည်းပြောပါတယ်ခင်ဗျာမနေ့သောသောပိုင်းတွေစစ်ကားတွေနေတိုင်းသွားနေတဲ့အမိုးတွေအုပ်ထားတဲ့တောက်လျှောက်တက်နေတာလို့သူကပြောပြပါတယ်ဒီချောင်းပြားလေးကြီးရွာဟာဟင်္ဒရာတလုတ်ထော်လမ်းဘေးမှာရှိတာပါတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းကနေပုံကျဲနေတယ်လို့ကားလမ်းကနေလည်း စစ်အင်အားတွေပို့ဆောင်နေတာဖြစ်ပါတယ်။ရေကြီးနဲ့လေးမျက်နှာမြို့နယ်ဆက်ကဆက်ဆက်ယူကြေးရွာနဲ့ပဝန်းကျင်နေရာတွေမှာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့မနေ့ကနိုဝင်ဘာ6ရက်နေ့အထိလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ပေးဆောင်တွေကပြောကြပါတယ်။လေးမျက်နှာမြို့နယ်ဟာအယောက်ဒီတိုင်းတဲကဟင်္ဒရာအင်ကပူရေကြီးမြို့နယ်တွေအပြင်ရခိုင်ပြည်နယ်နဲ့လည်းဆက်ဆက်နေပါတယ်။ဟင်္ဒရာခိုင်ကွင်းကောက်မြို့မှာရှိတဲ့စစ်ကောင်စီတပ်မြင့်လက်ကျင်းအကြောင်းတတ်တက်က9နဲ့လဲမိုင်းအနေငယ်သာဝေးပါတဲ့ အခုရဲ့ပိုင်းမှာအဲ့ဒီတက်တက်ငါးကိုအင်အားအများပြဖြစ်တင်းနေတယ်လို့အဲ့ဒီကနေလက်နက်ကြီးတွေနဲ့ပြစ်ကတ်မှုတွေပုံမှုများပြလာတယ်လို့လည်းသိရပါတယ်ခင်ဗျာဒါပြင်အောက်တိုဘာ29ရက်နေ့ကစပြီးတော့စစ်ကောင်စီတပ်ကစစ်တပ်သွန်းစပိုင်ဘောလုံးတွေနဲ့ကင်းထောက်တာတွေတွေ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်ဆက်ဆက်ယူကြေးရွာအပါဝင်လေးမျက်နှာမြို့နယ်တက်ကစစ်တပ်စကန်တချို့ကိုအေအေနဲ့ပူးပေါင်းတပ်တွေကသိမ်းယူထားတာဖြစ်ပြီးတော့စစ်တပ်ကတံမြန်စရိတ်လှောက်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ် အဲ့ဒီတိုက်ပွဲတွေကြောင့်စစ်ပေးဆောင်ပြီးသူ9000ကျော်ရှိနေပြီးတော့အကူအညီတွေပေးကြဖို့အတွက် EOD တိုင်းတက်ကအရက်ဖက်လူမှုအကူအညီရေးလှုပ်ဆောင်နေသူတွေကတောင်းဆိုထားကြပါတယ်။ဒီပြီးခဲ့တဲ့ဩဂုတ်လထဲမှာတော့ဒေသခံစစ်ဆောင်တွေကိုနေရက်ကိုပြန်ဖို့စစ်ကောင်စီကဖိအားပေးပြီးတော့တစ်ချိန်တည်းမှာမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးအင်အားတွေနဲ့တံပြန်ထိုးစစ်ဆက်တင်ခဲ့တာပါ။ ဒါပေမဲ့စစ်ကောင်စီတည်ဆုံးတာတွေများပြီးတော့တိုက်ပွဲတွေကတော့နေ့တင်ဖြစ်ပွားခဲ့တယ်လို့လေကြောင်းကနေလည်းနေ့တင်ဘုံကျဲနေခဲ့တာပါတိုက်ပွဲတွေထဲမှာထိနာနေတဲ့စစ်တပ်ကယသပြည်သူတွေရှိတဲ့ကြီးရွာတွေကိုပိတ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်းဒေသခံတွေက ပြောကြပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့ကလေးမျက်နှာမြို့နယ်သပင်းကြီးရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲလို့ယသ24ဦးထပ်မံတည်ဆုံးခဲ့ပါတယ်အဲ့ဒီ ARPD ရဲ့အမှတ်29ဘီဝါက ဒီထုတ်ပြန်ထားပါတယ်ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုကျွလွန်တဲ့အကြမ်းဖက်စစ်တပ်ကိုအပြင်းထန်ဆုံးလက်တုံပြန်သွားမယ်လို့လည်းသူတို့ရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်ခင်ဗျာနောက်အဲ့ဒီတရင်နဲ့တစ်ဆက်တည်းမှာပဲဒီဂုတ်ကြီးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကထိနာနေလို့လေကြောင်းကနေဘုံနေနဲ့ကျဲနေပါတယ်ခင်ဗျာအံဗရန်လမ်းမှာရှိတဲ့နိုင်ရကန်တောင်လေကြောင်းရံကာကွယ်ရေးစခန်းကိုထိုးပေါက်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ အရကတက်တော်အေတို့ဦးဆောင်တဲ့မဟာမိတ်ပူပေါင်းတက်တွေဟာကုတ်ကြီးကြီးရွာအရှိတ်ဘက်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေလို့စစ်တပ်ကအထိနာနေတာကြောင့်လေရင်တွေနဲ့ပြင်းထန်ပုံလာကျနေတယ်လို့သိရပါတယ်ခင်ဗျာအင်းအား300လောက်ကိုစစ်ကြောင်း2ကြောင်းခွဲပြီးတော့ရှစ်သိန်းနောက်သိန်းဖြန့်ခွဲထုတ်သိမ်းစင်လာတာမှာအေအေဦးဆောင်တဲ့တော်လိုင်းတက်တွေကကုတ်ကြီးကြီးရွာအရှိတ်ဘက်မှာဂျားဖြတ်တိုက်ခိုက်တာမှာအကျန်းဖက်စစ်တပ်ကအကြဆုံးများနေတာလို့ဒေတာတွင်းစီရီတရင်အေးမိတွေကပြောကြပါဗျာ နှစ်ဖက်တိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။တိရတဲ့လောက်တော့စစ်တပ်ကပထမစစ်ကြောင်းအကြဆုံးများနေလို့တိရတဲ့ဒီအတွက်မနေ့ကဆိုလေကြောင်းကအကြီးအကျယ်ပြစ်ကူပေးနေတယ်။လေမောကစစ်တပ်နဲ့တွေနဲ့ပါပြစ်တာလို့ပြောပြပါရယ်ခင်ဗျာ။အလတ်တူပါပဲစစ်ကောင်စီဟာဒီဝိုက်တွဲလေရင်နဲ့မနေ့ကဒီညနေဘက်၄နာရီခွဲလောက်မှာပြိမိနေတဲ့နိုင်ငံဘီဝါကုန်းကိုထပ်ပုတ်ပြစ်တွေ့လာရောက်ချပေးခဲ့တယ်လို့မျက်မြင်ဒေသခံတွေကပြောပါရယ်။ လေရင်ကပစ္စည်းမချခင်အဲ့ဒီအနီနာကျေးရွာပတ်ဝန်းကျင်ကိုဘုံချတယ်ပြီးတော့မှပစ္စည်းချတယ်လို့ပြောပြပါတယ်ခင်ဗျာအဲ့ဒီထောက်ဖို့လေရင်ဟာဂုတ်ကြီးလင်းတဲ့စွန်တဲ့ပစည်းစတဲ့ကျေးရွာတွေနဲ့နိုင်ငံတောင်ပတ်ဝန်းကျင်တို့ကိုပစ္စည်းမချခင်မှာဘုံကျဲတက်ကပ်ပြီးတဲ့နောက်အဲ့ဒီထောက်ဖို့ပစ္စည်းတွေကိုဘီဝါကုန်းကိုတိုက်ရိုက်ချပေးခဲ့တာလို့ဆိုပါတယ်ခင်ဗျာမြန်မာအကြမ်းဖက်စစ်တပ်ဟာပေးမိနေတဲ့နိုင်ငံတောင်လေကြောင်းရံဘီဝါစခန်းကုန်းကိုစစ်ကြောင်းတွေစုဖွဲ့ပြီးအသေးအံထုတ်ပေါက်တာမှာ ဒီနေ့အချိန်ထိရှေ့ကိုထိုးဖောက်မရောက်နိုင်ပဲဖြစ်နေတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ကမမြုပ်နယ်ရင်းသားရဲစခန်းကိုဝင်ရောက်တိုက်ခိုက်တဲ့တရင်ကိုဆက်ပြီးတင်ပြကြပါရစေ။မနေ့ကနိုဝင်ဘာ6ရက်မနေ့6ရက်လောက်ကမကွေးတိုင်းတရက်ခင်ကမမြုပ်နယ်တရက်ကမလမ်းပိုင်းရင်းသားကျေးရွာရဲကင်းစခန်းကိုတိမ့်ပိုက်ထိန်ချုပ်နိုင်ရေးအတွက်ဆိုပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ၂နာရီခွဲလောက်ကြာမြင့်ခဲ့ပါရစေ။ အဲ့ဒီတိုက်ပွဲကြံကျင်တွေ့မှာစစ်တပ်ကဘန်ကား၄ခုကိုသိမ်းနိုင်ခဲ့ပြီးတော့ကြံ၂ခုကိုဆက်လက်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့အချိန်မှာမြေပြင်စီးရေးအခြေအနေတွေကြောင့်မပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်ခင်ဗျာအဲ့ဒီရေနေသားရေစကမ်းမှာစစ်တပ်က၃ဝင်းပူကြီးဥဆောင်ပြီးတော့အင်အား30လောက်ရှိက CU အထက်ထပ်အုပ်ဘန်ကားတွေနဲ့အခိုင်အမာတပ်ဆွဲထားပါတယ်တိုက်ပွဲအတွင်းမှာစစ်သားနဲ့ရဲခုနှစ်ဦးတေဆုံးခဲ့ကြောင်းလည်းသိရပါတယ်ခင်ဗျာ ဒီစကားကကျွန်တော်တို့ပရမတကြိမ်တိုက်ခိုက်ခဲ့ဘူးတာရှိတယ်အဲ့ဒီတော့ကရွယ်ချက်နဲ့အခုရွယ်ချက်မတူဘူးပရမကြိမ်တိုက်ခိုက်ခဲ့တော့ကစကန်းဆုံးကထွက်ပြေးမှုနဲ့စကန်းလက်အေးအေးယူထောင်ချခံရတာတွေရှိတယ်ဒီဒီကြိမ်ပြန်ပြီးတဆွဲတဲ့အခါဒီလမ်းပိုင်းကလည်းသူတို့အတွက်ရေးပါတဲ့ချန်စီယိုဆိုရင်၄ဓာတ်သက်သွေးမြောင်းနေဆိုရင်80မိုင်းတွေနဲ့အခိုင်အမာတဆွဲထားတာဒါကြောင့်ထင်မှတ်ထားတဲ့ပူပြင်းတန်နဲ့သူတို့ဘက်ကလေချောင်းလာနိုင်တဲ့အခြေအနေကျွန်တော်တို့ဘက်ကရဲဘော်နှစ်ယောက်ကြာဆုံးတာနဲ့ တယောက်ထိခိုက်ဒဏ်ရာထားတဲ့အခြေအနေခဲရန်ပြတ်တော့မှုအခြေအနေတွေကြောင့်ပြန်ဆုတ်လိုက်တာပါလို့ဒီတရက်ခရိုင်အမှတ်၄တက်ရင်တရင်နဲ့ပြင်ကြိုက်တာဝန်ကကိုမြက်ကပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်၄တက်ရင်ကရဲဘော်တွေတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးကြာဆုံးခဲ့ပါတယ်တရက်ခရိုင်အမှတ်၄တက်ရင်အနေနဲ့ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်ကို စုမှုအားကောင်းရနယ်မြေတွေအတွင်းမှာထိုးပေါက်ဝင်ရောက်စီးရေလှုပ်ရှားတာတွေတချို့ပြုလုပ်လျက်ရှိတဲ့အကြောင်းအသိပေးထားပါရခင်ဗျာ။ကဲနောက်မိုးကုံမျိုးတစ်မျိုးလုံးတမုံတီးပြီးတော့စစ်အာဏာရှင်တွေကိုဆန္ဒပြကြတဲ့သတင်းကိုတဆက်လိုပါရ။မန္တလေးတိုင်းမိုးကုံမြို့မှာမနေ့ကည၈နာရီကတမျိုးလုံးစစ်အာဏာရှင်လူမရှိတဲ့အကြောင်းတံပုံးတိဆန္ဒပြကြပါရတဲ့ လူမှုကွန်ရက်မှာပေါ်လာတဲ့ဗီဒီယိုဖိုင်တဲမှာတံပုံးတိနေတဲ့သူတွေဟာသွေးသစ္စာတခြင်းကိုလည်းစုနေကြတာတွေ့ရပါတယ်။မိုးကုတ်ကို139ကုန်စစ်စင်းမှာတော်လိုင်းတက်တွေနဲ့သူသိမ်းယူထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့အောက်တိုဘာလ29ရက်နေ့မှာတော့တရုတ်ရဲ့ဂျာဝင်မှုနဲ့ DNL ကစစ်ကောင်မရှင်စီကိုပြန်လွှဲပေးရမယ်မြို့တစ်မြို့လည်းဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့မိုးကုံနဲ့မိုးမိန်မြို့ကို NUG လက်အောက်က PDF အဖွဲ့တွေနဲ့တခြားတော်လှန်ရေးအဖွဲ့ပေါင်းတုံကတော့ အဲ့ဒီနှစ်မြို့ကိုစစ်ကွန်ရှင်လက်ထက်မပေးလို့ပဲအစွမ်းကုန်ကာကွယ်သွားမယ်ဆိုပြီးတော့အတီးတီးထုတ်ဖော်ပြောသူထားကြပါတယ်ဒီမြို့ကန်တယောက်ကသူ့ရဲ့လူမှုကွန်းမှာရေးသားထားတာကတော့ငါတို့မြို့ငါတို့ပိုင်တဲ့တရုတ်ရဲ့ဆွတ်ဖက်မှုနဲ့စစ်ကွန်ရှင်တက်တွေဝင်လာမှာကိုရောလက်မခံဘူးတန်မုံတိစနခေါ်ထုတ်တာ နောက်ရက်တွေမှာတတ်တဲ့ပုံပြင်းထန်မယ်လို့လူမှုကွန်းမှာရေးသားထားတာတွေ့ရပါတယ်ခင်ဗျာဒီမိုးကွန်းမြို့ဟာနိုင်ငံရေးအရတက်ကြွတဲ့မြို့ဖြစ်ပါတယ် ဒေါန်သန်းသူကြီးလာတဲ့အခါမှာလည်းတမျိုးလုံးထောက်ခံကြိုတူခဲ့တဲ့မြို့ဖြစ်တယ်လို့2024ခုနှစ်တစ်တုံညာနှစ်ကွန်စစ်စင်ရေးဒုတိယပိုင်းမှာတော်လရေးတပ်တွေသိမ်းပိုက်ပြီးမြို့ထဲဝင်လာတဲ့အခါမှာလည်းပြည်သူလူထုကတောင်းတပြပြကြိုဆူကြတာလည်းအမှတ်ရစရာဖြစ်ခဲ့ပါတယ်ဒီတမုံတီဆန္ဒပြတာနဲ့ပတ်သက်လို့မိုးကိုမြူသား NUG MOD ကဒုစီဦးစီးချုပ်ဒေါက်တာစိုးသူရစောကလည်း မိုးကုတ်ကိုစစ်ကော်မရှင်ကရကြင်ရမယ်ပြည်သူရဲ့အဲနှလုံးကိုတော့ရမှာမဟုတ်ဘူးဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာမိုးကုတ်ကနေ DNL ကအခုနိုဝင်ဘာလအတွင်းမှာစုကွန်မှာဖြစ်ပြီးတော့စစ်ကော်မရှင်တပ်တွေကတော့ဘယ်ပုံပဲနှိဝင်လာမလဲဆိုတာမသိရပေမဲ့တော်လိုက်တပ်တွေကတော့လာရှုလို့ဝင်ခမှာမဟုတ်ပဲတိုက်ပွဲကတော့အသေးချာကိုဖြစ်မှာဖြစ်ပါတယ်မြို့ကန်တချို့ကတော့စစ်ကော်မရှင်တပ်တွေမြေပြင်ကဝင်လာရင်မကြောက်ဘူး လေချောင်းတော့တတိထားရမယ်လို့ပြောဆိုနေကြတယ်လို့သိရပါတယ်။ဘာပဲဖြစ်ဖြစ်မိုးကုတ်မျိုးသူမျိုးသားတွေဟာစစ်အာဏာရှင်စနစ်ကို လုံးဝမလိုလားတဲ့အကြောင်းထပ်ပြီးတက်တည်ပြသွားတာဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတို့ကဆိုပါတယ်ခင်ဗျာ။လူထုတပိတ်ကောင်းဆောင်ဒေါက်တာဒေတာဆန်းကလည်းဘုဟုပြည်သူတွေဟာစစ်အနာရှင်စနစ်ကိုလုံးဝဆန့်ကျင်တဲ့အကြောင်းအာဏာသိမ်းစစ်အုပ်စုကမိုးကုတ်မျိုးတွေကိုပြန်လည်ဝင်ရောက်လာမှာကိုလုံးဝလက်မခံတဲ့အကြောင်း ဒီလှုပ်ရှားမှုကနေဖော်ထုတ်ပြသခဲ့တာဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ဒီရခိုင်ပုံနေကျွန်းဘက်ကိုကြံဖက်လေတပ်ကဒီမနေ့ဘုံထက်ကျဲသွားပြန်ပါတယ်ခင်ဗျာဒီကံပြင်းနေပုံနေကျွန်းမြို့နယ်ဘက်ကိုကြံဖက်လေတပ်ကဒီကနေ့မနေ့မှာထပ်မံဘုံကျဲလာခဲ့တယ်လို့သိရပါတယ် ဒီနေ့နိုဝင်ဘာလ9ရက်မနေ့17နှစ်ခွဲမှာလာရောက်ပုံကျဲခဲ့တာဖြစ်ပြီးတော့ပုံကျဲခဲ့တဲ့နေရာအတိအကျတဲ့ထိခိုက်မှုရှိမရှိဆိုတာကိုတော့လောလောဆယ်မသိရသေးဘူးလို့ဒေသကတယောက်ကပြောပြပါဗါရယ်17နှစ်ခွဲမှာဘုံတလုံးချတဲ့နောက်2မိနစ်လောက်မှာနောက်ထပ်တလုံးချတန်ကြားလိုက်ရတယ်ဘယ်နေရာကိုချတာလဲတော့မသိရသေးဘူးလို့ပြောပြပါဗါရယ်ခင်ဗျာအကြံပေးစစ်တပ်ရဲ့လေကြောင်းပြန်တန်းရေးကိုစောင့်ကြည့်နေတဲ့ဖွဲ့တစ်ခုကတော့ဒီကနေ့မနေ့ 17:19မိနစ်မှာမိတ္တလာလေတပ်ကနေချက်ပိုက်တာတစီဆလင်းကိုဖြတ်ပြီးတော့နောက်မြောက်ဘက်ကိုတက်သွားခဲ့တဲ့အတွက်ရခိုင်ချင်းမကွေးတိုင်းတို့သတိပြုကြဖို့သတိပေးခဲ့ပါတယ်။အကြံဖက်လေတပ်ဟာပြီးခဲ့တဲ့အောက်တိုဘာ30ရက်နေ့31ရက်နေ့တို့မှာပုံနှကျွန်းမြို့နဲ့ပုံနှကျွန်းမြို့နဲ့ပန်းနီလာကျေးရွာတို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အောက်တိုဘာ31ရက်ကပန်းနီလာကျေးရွာကိုဘုံကျဲရွာမှာအဲ့ဒီရွာမှာနေထိုင်ကြတဲ့ ဒေါ်အင်းမြဝင်း36နဲ့မောင်ညာထက်အောင်9နဲ့မဖြူဖြူ23နဲ့မောင်ထမျက်နိုင်9နှစ်တို့၄ယောက်တည်ဆုံးခဲ့ရပြီးတော့မြို့သမီး9ယောက်နဲ့မြို့သား၄ယောက်စုစုပေါင်း9ယောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကလေးကံကောလမ်းပေါ်မှာရှိတဲ့ကဘာနီတရာတိုက်ပွဲအကြောင်းကိုဆက်ပြီးတင်ပြပါမယ် စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကလေးကန့်ကောလမ်းမကြီးဘေးမှာရှိတဲ့ကဘာနီတရာနီမှာစစ်တပ်နဲ့တော်လိုင်းတပ်တွေကြားနိုဝင်ဘာ6ရက်မနေ့ကတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်ခင်ဗျာစစ်တပ်ကဒီကလေးနဲ့မကွေးအစဟန်တာဝတီကျေးရွာကနေကလေးကန့်ကောလမ်းမကြီးတိုင်းကလေးမြို့ဘက်ကိုစစ်ကြောင်းတို့ဝင်ရောက်လာရမှာကဘာနီတရာအနီးမှာမနေ့ကမနေ့တိုက်ပွဲပြင်းထန်နေကြတာဖြစ်ပါတယ် တိုက်ပွဲကတော့တော်တော်ပြင်းထန်တဲ့အရင်ကလည်းဆစ်ဆိုင်ထားတဲ့နေရာတွေပါခဏခဏထိတွေ့မှုဖြစ်တဲ့နေရာအခုတော့မနေ့ကညနေကနေဒီမိနစ်တီဖြစ်နေတာလို့စီးရီးတင်းရင်းမြစ်တူကပြောပြပါဗါတယ်။အဲ့ဒီကဘာနီတရာနေမှာစစ်အုပ်စုရဲ့ဆယ်စီမံကိန်းတွေနဲ့ဆက်သွယ်ရေးတာဝါတိုင်ရှိနေတာကြောင့်တော်လန်ရေးအင်အားစုတွေကတိမ့်ပိုက်ထားတဲ့အဲ့ဒီဒေသတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ဖို့အခြေအနေကြိုးစားနေတာလို့ဒေသကတူကဆိုပါတယ်ခင်ဗျာ။ မှန်တော့ပေးလိုက်ရပြီးတော့စစ်ကြောင်းကမနာတမ်းထိုးလာတာပေါ့ကလေးဘက်ကနေလာတဲ့စစ်ကြောင်းနဲ့ပေါင်းညင်တာလည်းပါမယ်ကံကောလန့်ပြန်ထိတ်ချုပ်ချင်တာလည်းပါမယ်လို့ပြောပြပါတယ်ဒီကလေးမျိုးနယ်အတွင်းမှာကလေးကံကောလန့်အတိုင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်အုပ်စုတပ်တွေဟာနိုဝင်ဘာ၂ရက်နေ့မှာနှစ်ချောင်းကျေးရွာကစစ်ပေးဆောင်မျိုးသားနှုတ်ကိုဖမ်းဆီးတပ်ဖြတ်သွားတယ်လို့နှစ်ချောင်းကျေးရွာဒေသခံတို့ကပြောပါတယ်ဒါ့အပြင်ကလေးမျိုးနယ်အာနာသိန်းလင်းနစ်ကျော်အတွင်းမှာစစ်တပ်က စစ်ကြောင်းတို့ဝေရောက်ခဲ့တဲ့ကြေးရွာပေါင်း30ကျော်မိရှုဖြစ်သီးခံထားပြီးတော့ဒီအိုးမဲအိမ်မဲဖြစ်သူ1000ကျော်ရှိ နေတယ်လို့စစ်ရှောင်ရေးအကူအညီပေးနေသူတွေကပြောကြပါတယ်ခင်ဗျာနိုဝင်ဘာလ9ရက်နေ့နေကမန်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်သားပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်